အောင်ဆုံးမှုကြောင့်ဉာဏ်ရည်နှမြုံမှုကြောင့်တည်ဆုံးခဲ့သူတွေအတွက်တဦးလင်းထောက်ပံ့ဈေး23သိန်းစီပေးရမယ်လို့သိရပါဗါးအဲ့ဒီအ мян ရင်တိမောက်နှမြုပ်ခဲ့ခြင်းကြောင့်တည်ဆုံးခဲ့ရတဲ့83အတွက်ကျရစ်သူမိသားစုတွေကိုတိုင်းနေသားကြီးအစိုးရဖွဲ့နဲ့ပြည်ထောင်စုအစိုးရတို့မှထောက်ပံ့ဈေး23သိန်းစီပေးရသွားမယ်လို့သခိုင်းနိုင်ဒေသကြီးအစိုးရဖွဲ့လျှက်စစ်နဲ့လမ်းမဆက်သွေးဝင်ကြီးဦးတန်းညုံဝင်းကပြောကြားပါဗါးဖိုင်ရှင်တို့ကတည်ဆုံးပြီးစီလို့ Fiend and I. ခုလိုထောက်ပံ့ကျင်းွေပေးရတဲ့ငွေကျပ်22သိန်းပါပြည်ထောင်စုအစိုးရဖွဲ့မှ9သိန်းကျပ်စကိုင်းတိုင်းဒေသကြီးအစိုးရဖွဲ့မှ3သိန်းအင်းငိမ့်ချမ်းသာရင်းရင်အသင်းမှ4သိန်းအသက်အာမခံကြီး10သိန်းကျပ်တို့ဖြစ်တယ်လို့သိရပါဗျ။အောင်စိုးမို့ကျော်ခီးတဲ့တဲ့အမြန်ရင်းရင်ဟာအော်တိုဘားလ14ရက်နေ့နနက်ပိုင်းအချိန်ကစကိုင်းတိုင်းဒေသကြီးခနီးခရိုင်ဟ ோம் မနီမြို့မှာစုံစမ်းလာခဲ့ပြီးအော်တိုဘားလ15ရက်နေ့နနက်ပိုင်း9နာရီအချိန်ကကနီးမြို့နယ်မိချောင်းတွင်ကျွရအနီးသို့အရောက်မှာတိမ်မောက်နှိမ့်မြုပ်ခဲ့တာဖြစ်ပါတယ်။ thank you